အလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေမင်္ဂလာမနက်ခင်းပါခင်ဗျာအာမင်္ဂလာမနက်ခင်းဖြစ်ပါစေဒီနေ့ကတော့ကျွန်တော်အာမနက်ပိုင်းမှာတော့တစ်ခါမှတော့ live တော့မလွင်ဘူးပါဘူးဒီနေ့ကလိုလေးလေးအားရတယ်အာဖျားကိုလည်းရောက်တာပေါ့နော်အဲဖျားရောက်နေရင်းနဲ့မှာအာဒီနေ့အဲဒါကျွန်တော်ရဲ့မိတ်ဆွေတွေကိုနောက်ဆက်တာပါ မင်္ဂလာရှိတဲ့မနေ့ခင်ဖြစ်ပါစေအဲ့ကျွန်တော်တို့နှုတ်ဆက်ပြတယ်မနော်အားလုံးပဲမင်္ဂလာပါပေါ့တရားတရားပြတဲ့အခါမှာလည်းမင်္ဂလာပါအနေကောင်းကြလားပေါ့နော်အဲ့မင်္ဂလာရှိတဲ့မနေ့ခင်လေးဖြစ်ဖို့ဒါအခုချိန်ဟာကျွန်တော်တို့ခန္ဓာကြီး90တည်းဆိုရင်အဒီမော်ရမြေမှာတော့ကျွန်တော်တို့မိုးတော်တော်လေးများတယ်ပေါ့နော်ဒီအပိုင်းမှာမိုးတွေအရင်များတယ်เนี่ยไหนมาเลยโมรีជីတယ်ยีดิชันเนี่ยနောက်ဘာကောက်มาဆိုရင်လည်းမြေတွေပြိုတယ်ပေါ့လေ ညီလေးပြောတယ်အဲ့ဒါကျွန်တော်တို့အာညီလေးကြီးတယ်ပေါ့နေရာတိုင်းမှာလည်းညီလေးကြီးတယ်တကယ်တော့လည်းအာမင်္ဂလာပါလို့ပြောရမှာတော့လည်းအဆင်မပြေဘူးပေါ့လေအဲကြားရတဲ့တဲ့နေရာတော့လည်းမင်္ဂလာမရှိနေဘူးပေါ့သို့တော်လည်းပဲကျွန်တော်တို့ကကျွန်တော်ရဲ့တနေ့တာမှာ မင်္ဂလာရှိဖို့မင်္ဂလာဆိုတာကဘာလဲမင်္ဂလာဆိုတာကဘာလဲဆိုတာကိုအေးဆုံးရှင်းပြချင်ပါတယ် မကောင်းမှုတွေကိုအဖြတ်တောက်တတ်တယ်မကောင်းတဲ့အရာတွေကိုအဖြတ်တောက်တတ်တယ်ပေါ့နော်မကောင်းတဲ့အရာတွေကိုတားမြစ်တတ်တယ်မကောင်းတာတွေမဖြစ်တာမကောင်းတာတွေမလုပ်တာမကောင်းတာတွေမပြောတာဟာဒါမင်္ဂလာလို့ခေါ်ပါတယ်နော်မကောင်းကိုကိုနဲ့ပေါ့လေကာယကံနဲ့လည်းပဲအဲမကောင်းတာမပြောဘူးပေါ့ကာယကံနဲ့လည်းမကောင်းတာတွေမလုပ်ဘူးပေါ့လေကိုနဲ့လည်းပဲ နံပါတ်1ဆိုရင်တော့ဒါကျွန်တော်တို့ဗဏ္ဍိပါတာပေါ့နော်သူတစ်ပါးရဲ့အသက်ကိုမတတ်တာလည်းပဲဒါလည်းပဲကျွန်တော်တို့မင်္ဂလာတစ်ပါးပဲပေါ့ကိုယ်နဲ့လည်းမကောင်းတာမလုပ်ဘူးပေါ့ကိုကြောင့်သူတစ်ပါးမထိခိုက်စေဘူးပေါ့လေမနဲ့နာသွားဘူးတရဝါတယောက်ယောက်အာထိခိုက်သေးချေပစ္စည်းမသွားဘူးဆိုလို့ရှိရင်ဒါမင်္ဂလာဖြစ်တာပါပဲကျွန်တော်တို့ဒီနေ့တာမှာဒါမင်္ဂလာပါပဲအော်မြင်တာကြားတာ အနန္နာတဲ့ချိုးကကြောက်လဲပေါ့နော်ဟိုမူလင်းလာရင်အဲဟိုကိုမကြားခြင်းနဲ့အတန်ကြားလိုက်တာ မင်္ဂလာမရှိဘူးကိုမမြင်ခြင်းနဲ့အရာမြင်လိုက်တာမင်္ဂလာမရှိဘူးကိုမကြားခြင်းနဲ့အတန်ကြားလိုက်တာဒါမင်္ဂလာမရှိဘူးဆိုပြီးတော့မှဒီလိုမျိုးယူကြတယ်ပေါ့မင်္ဂလာနဲ့ပတ်သက်ရင်လည်းပဲကျွန်တော်မင်္ဂလာတော့မှဆိုရင်ဒါနောက်တည်တော့မှပဲ7နှစ်လောက်စဉ်းစားပြီးတော့မှအကွယ်ဝဲပြည့်ပြည့်နေတဲ့တော့ဒီမဆော့ဖျားစီကိုရောက်လာတယ်ပေါ့မင်္ဂလာနဲ့ပတ်သက်ပြီးတော့ အဲကျွန်တော်တို့နေ့စဉ်ဘဝမှာလည်းပဲကျွန်တော်တို့အရင်တုန်းကဆိုရင်ကျွန်တော်တို့ကိုယ်တိုင်ပါပဲပေါ့နော်ဟိုအရင်တော့ကကိုယ်မသိဘူးတရားတွေမဖတ်ခင်မနာခင်တုန်းကတော့မင်္ဂလာဆိုရင်ဩငှက်ဆိုးတွေထိုးနေပြီးကြီးတွေအော်နေတော့ဩမင်္ဂလာမရှိလိုက်တာနောက်ခွေးတွေဥတယ်ပေါ့ကျွန်တော်တို့အာခွေးတွေဥရဲဆိုရင်ကျွန်တော်တို့ဆိုရင်ဩမင်္ဂလာမရှိရဘာသာနေလဲပေါ့အတန်ကိုဆွဲပြီးတော့လေကျွန်တော်တို့ကမင်္ဂလာမရှိဘူးပေါ့အမင်္ဂလာဖြစ်တယ် ကုံမမြင်ခြင်းတဲ့အရာမြင်လဲအမင်္ဂလာဖြစ်တယ်မကြားခြင်းတဲ့အရာတွေကြားရင်လဲအမင်္ဂလာဖြစ်တယ်ဒီလိုမျိုးထင်တာပေါ့နော်။နောက်အချို့ဆိုရှင်ကျွန်တော်တို့နေတွေမှာဆိုရင်ယူဆရှိတယ်လူသေးကောင်းတွေအိမ်ရှိရဖြတ်သွားရင်အမင်္ဂလာလူသေးကောင်းတွေရက်ွက်ထဲကိုတွင်းလာရင်အမင်္ဂလာဖြစ်တယ်နမိတ်မရှိဘူးပေါ့နော်။အချို့ဆိုရင်ဘလောက်ထိယူဆရတယ်လွဲမလဲဆိုလို့ရှင်လူသေးကောင်းရှိရဖြတ်မချဘူးတဲ့။အဲ့လိုလူကလည်းရှိရပေါ့နော်။လူသေးကောင်းရှိရအဖြတ်မချဘူးဆိုတဲ့လူကလည်းပဲရှိရပေါ့နော်။ ဲ့တော့ဒါလည်းအမြဲတမ်းအာကျွန်တော်တို့စိုးပါတယ်ဒါကြီးကတော့ဗောလေအဲ့တော့အဲကိုလည်းပဲဒီနေ့သိရမှာပဲဗောနော်အဲ့တော့မင်္ဂလာအာရှိတယ်မရှိဘူးဆိုတာဘယ်လိုမျိုးနဲ့ဆုံးဖြတ်မှာလဲအဲဒီလူသေးကောင်ကတကယ်တော့လေကိုယ်ဘာမှတော့မလုပ်နိုင်ပါဘူးเนาะသေသွားတဲ့လူတယောက်ကကိုယ်ကိုလာပြီးတော့လေအထပြီးတော့လေလမ်းလျှောက်ပြီးတော့မှလေမင်းကိုလည်းလာမမြင်နိုင်ဘူးလူသေးကောင်ကိုမြင်ရုံနဲ့လည်းပဲအမင်္ဂလာ ဖြစ်သွားတာမဟုတ်ဘူး တကယ်တော့ဒီလူသေးကောင်တစ်ခုကိုမြင်တဲ့အခါမှာမဆော့ဘုရားရှင်ရဲ့ဒီမရဏနတ္တိမှာဆိုလို့ရှိရင်ကုသိုလ်တွေထဲမှာအာအကြီးဆုံးကုသိုလ်ဟာဒီတည်ခြင်းတရားကိုဆင်ခြင်တဲ့ကုသိုလ်မလူသေးကောင်မြင်သွားရဆိုလို့ရှိရင်တို့ကဒီတဲ့လူကိုမြင်နေမောမောကြားရတယ်ပေါ့နော်တရားကိုပြီးသွားတာကိုကြားတာမို့အလားကောင်တစ်ခုအဲတုတ်တန်ကိုသွားနေတဲ့အချိန်မှာဩကိုယ်လည်းပဲဒီနေ့တရားမှာပဲပေါ့ ဟိုတချို့ကမင်္ဂလာမရှိတကယ်တော့ကျွန်တော်အယူမြင်ဆိုလို့ရှင်တော့မင်္ဂလာအမင်္ဂလာဆိုတာလူတွေကောင်ကိုမြင်လိုက်ဆိုဩကိုလည်းပဲဒီနေ့ဒီလန်ခီးသွားမှာပါလားဩသူတက်ကတော့ပဲရှိသေးငါသူတောင်ကြီးနေပြီနော်ငါထဲကြီးရဲ့လူတွေလည်းတည်သွားကြတယ်အများကြီးပဲငါအောက်မှာငယ်တဲ့သူတွေလည်းတည်သွားလူတွေအများကြီးပဲငါနဲ့ရွယ်သူတွေလည်းတည်သွားလူတွေအများကြီးရောငါလည်းတည်ရမှာပဲမတည်ခင်မှာတော့ကုတ္တကောင်မူကတော့အာအာ လို့ရတယ်ပေါ့နော်ရဲစစ်မင်္ဂလာပါခင်ဗျာမင်္ဂလာရှိရမနေ့ခင်ဖြစ်ပါစီအော်ငါကုသိုလ်ကောင်းမှုလောက်အောင်ပါပဲမိလျော့နေလို့မဖြစ်ဘူးအပျော်ပါးနေနဲ့ဒီကာမဂုဏ်နေနဲ့တော့အချိန်ဖြောနေလို့တော့မတင်တော်ဘူးလောဘဒေါသမောဟတွေမြားနေလို့မတင်တော်ဘူးမာမာနာတွေကြီးလို့မတင်တော်ဘူးဆိုတော့ဒီလိုစိတ်ကလေးနဲ့ကျွန်တော်တို့ကဒါဆိုရင်မင်္ဂလာရှိရပါလိမ့်နော်ကျွန်တော်တို့လူသေးကောင်ကိုအကြောင်းပြပြတော့ပါကိုယ်စိတ်ထဲမှာ စိတ်ကောင်းနှလုံးကောင်းဖြစ်သွားတယ်။တံဝေကားတွေရသွားတယ်။လောဘတွေလျော့သွားတယ်ပေါ့။ပုထုဇဉ်ကလောဘတော့မပယ်နိုင်သေးဘူးပေါ့နော်။ဒေါသတွေလည်းမပယ်နိုင်သေးဘူး။အဲဒီလူတွေကောင်ကိုအကြောင်းပြုတဲ့အခါမှာတည်ရဲ့သူကိုအကြောင်းပြုပြီးတော့မှကိုကတံဝေကားရသွားတယ်။ဟောငငယ်လေးတနာလိုက်တာလူဘဝမှာအကြာကြီးနေလို့ရရတာပဲနဲ့မနေရမနေမနေသွားရချာဘူးဆိုတော့စိတ်ကလေးနဲ့ကရုဏာဖြစ်တာပေါ့နော်။ကရုဏာလည်းဖြစ်တယ်။တနည်းအားဖြင့်တံဝေကားပေါ့။ ကျွန်တော်ဒီတန်ဝေကအင်မတန်မှအရေးကြီးပါတယ်လူတစ်ယောက်ပြီလို့မှတန်ဝေကမဖြစ်ဘူးတနာတဲ့စိတ်မဖြစ်ဘူးတန်ဝေကပေါ့နော်မဖြစ်တဲ့လူကတရားရဖို့အင်မတန်ခဲရင်ပါတယ်တချို့ကမသေးတော့ထင်တာပေါ့နော်ကိုကလုံးဝမသေးတော့ဘူးလို့ထင်တယ်တဘောကလုံးမသေးတော့ဘူးလို့ထင်တာပေါ့လေအဲ့ဒါအဲ့ဒါလည်းအင်မတန်မှကို အနေများပါတယ်အဲ့တော့ကျွန်တော်ဒီမင်္ဂလာနဲ့ပတ်သက်လို့ပေါ့လေအမျိုးမျိုးပေါ့လူတွေက အာမင်္ဂလာဆိုလို့ရှိရင်ဒီနေ့ခေတ်မင်္ဂလာဆောင်တာမင်္ဂလာလားပေါ့နော်အလမယားနှစ်ယောက်အချင်းလမယားနှစ်ယောက်အဲဇနီးမောင်နှံလေးဟိုလက်ထက်လက်ထက်ကြတာဒါမင်္ဂလာဆောင်ခေါ်တာ哦ဒါမင်္ဂလာဆိုတာတော့မြတ်စွာဘုရားရှင်ရဲ့မင်္ဂလာတုပ်မှာဆိုရင်တော့ကာယကံနဲ့မကောင်းတာတွေမလုပ်ကြမင်္ဂလာပဲပေါ့နော်ဥစဉ်ဥစဉ်မင်္ဂလာပါဗျာအာကာယကံနဲ့ကျွန်တော်တို့မကောင်းတာတွေမလုပ်တာဟာဒါမင်္ဂလာပါပဲနော်ဝစီကံနဲ့ ကာယကံနဲ့ဆိုတာကျွန်တော်တို့ပါဏာတိပါတာပါသူတော်ဘာအစ်ကိုတတ်တာလေးမလုပ်ဘူးပေါ့လေကိုကြောင့်သူတော်တော်ဝါလေးမတည်သွားဘူးအာတည်ကြည်ပစ္စည်းချင်းမရှိဘူးဆိုလို့ရှိရင်ဒါကျွန်တော်တို့အတွက်မင်္ဂလာတပါးပါပဲနော်ပါဏာတိပါတာနော်အရိညာဌာနပေါ့လေသူတော်ဘာပစ္စည်းဥစ္စာကိုလိုချင်တဲ့စိတ်တတ်မဲ့တဲ့စိတ်ဒါလည်းပဲဒါမင်္ဂလာတပါးပါပဲနော်ကိုနဲ့လေမကောင်းတာမလုပ်တာလေဒါမင်္ဂလာပါပဲအာမင်္ဂလာဆိုပြီးတော့မှတခြားကိုသွားပြီးတော့ရှာမအဲကိုအိမ်မှာအဲ ဒီမင်္ဂလာရှိအောင်နေဖို့ဆိုလို့ရှိရင်နံပါတ်၁ကကိုယ်နဲ့မကောင်းတာမလုပ်နဲ့ပေါ့လေကိုယ်နဲ့လည်းပဲမကောင်းတာမလုပ်နဲ့ကိုယ်နဲ့ကာယကံနဲ့ပေါ့လေပဏာတိပါဒအာရိဏဌာနအလုတ်ကြီးနောက်ကမေသူမိစ္ဆာစာရဆိုတဲ့အလုတ်ကြီးပေါ့လေသရဝတာမေယပြင်မာတဲ့အလုတ်ကြီးအိမ်အောင်ရေးဖောက်ပြန်တဲ့လုပ်တွေဒါအမင်္ဂလာပဲလေ။နောက်တကယ်တော့ကြာအမင်္ဂလာပဲလေ။မင်္ဂလာမရှိတာ။ ကိုမဇနီးမယားရှိတယ်ကိုမလေယောက်ချမ်းရှိနေတာပဲနဲ့တခြားသူကိုဖောက်ပြန်တယ်အိမ်တော်ကြီးဖောက်ပြန်တာအမင်္ဂလာပဲလေเนาะကျွန်တော်တို့မင်္ဂလာမရှိတာပဲဒီလိုသတင်းကြားတာကမင်္ဂလာမရှိတာပဲအဲဒါကျွန်တော်တို့မင်္ဂလာရှိတဲ့ပုံလူဖြစ်ချင်းရဲ့ဘက်ချက်ကတော့အာကာယကံအမှုတွေကိုကောင်းတဲ့အလုပ်ချင်းနဲ့ကျွန်တော်တို့အသင်မူဝဲချောင်းပြုရမယ်မကောင်းတာတွေမလုပ်နဲ့ပေါ့လေမကောင်းတာဆိုတာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်သူမှ သတ်မှတ်တယ်လို့တော့မဟုတ်ပါဘူးလောကသဘာဝပါပဲเนาะမကောင်းတဲ့အရာဆိုတာလောကသဘာဝအလျောက်မကောင်းတဲ့အရာတွေပေါ့ကျွန်တော်တို့ကရှောင်ကြဉ်ရမှာဖြစ်ပါတယ်เนาะဥပမာဆိုရင်ကျွန်တော်ဖုံဖုံဥသောဒီကရဲ့စာအုပ်တော့ကျွန်တော်ဖတ်ဖူးတယ်အဲ့ထက်မှဆိုသူကဒီကုသိုလ်အကုသိုလ်နဲ့ပတ်သက်ပြီးတော့ပေါ့เนาะကုသိုလ်အကုသိုလ်ဆိုတာဘယ်သူကသတ်မှတ်လိုက်တာလဲเนาะကိုကသတ်မှတ်တာလားဒါမှမဟုတ်ဆရာသတ်မှတ်တာလားအဟိန္ဒူဘုရားသတ်မှတ်တာလားအစ္စလမ်ဘုရားသတ်မှတ်တာလားပေါ့ တို့ရဲ့ဒီ God တေရသမတာလားဗုဒ္ဓဘာသာသမတာလားပေါ့ဒါပေမဲ့ကုသိုလ်အကုသိုလ်ဆိုတာကဘယ်သူမှသမတာပေါ့လောကတဘာဝတဘာဝဟိုကတူတိုင်းပဲကျွန်တော်တို့ကနော်ကုသိုလ်အကုသိုလ်ဟာရှိနေပြီးသားပဲမကောင်းလို့ရမကောင်းတဲ့အကျိုးခံစားရမယ်အကံကံရဲ့အကျိုးဟာရှိပြီးသားပဲကျွန်တော်တို့နော်အော်မင်္ဂလာဖြစ်ဖို့အတွက်ဒီနေ့ဒါမှမင်္ဂလာ ဖြစ်ဖို့အတွက်နံပါတ်1ကာယကံနဲ့လည်းမကောင်းတာတွေမလုပ်နဲ့ကိုယ်နဲ့ပေါ့နော်ကိုယ်နဲ့ မကောင်းတာမလုပ်နဲ့ကို့အကြောင်းသူတော်ဘာထိခိုက်နဲ့နာတဲ့အလုပ်ကြီးနဲ့နာတော့တဲ့အလုပ်ကြီးကိုကျွန်တော်တို့ရှာဟောင်းပါဖြစ်တယ်နောက်တစ်ခုကဟိုဟာပေါ့နော်ကျွန်တော်ဝစီခံနဲ့ပတ်သက်တာပေါ့နော်ဝစီတူးစရိုက်ပေါ့ဒါမင်္ဂလာရှိတဲ့ဟုတ်ကဲ့ချိုးဆိုလို့ရှိရင်တို့မုံလင်းလာပြီဆိုတာကျွန်တော်တို့ကကိုယ့်ရဲ့ဝစီခံကလည်းပဲဒီကောင်းတဲ့ဇာတ်ကားတွေပြောမယ်ဆိုလို့ရှိရင်ဒါမင်္ဂလာရှိရပါတော့ကျွန်တော်တို့မိုးမလင်းသေးဘူးကျွန်တော်တို့ကအော်ဆဲနေတယ်အဆဲနေတနေ့ဒါဟိုခွင့်နေပေါ့နော်ကိုယ့်အိမ်မှာ အစဲနဲ့ဖွင့်တယ်အစဲနဲ့စလိုက်တယ်ကုမိသားစု အိမ်မှာပေါ့ကိုသားသမီးတွေကိုဒါကျွန်တော်အမင်္ဂလာပဲလို့တကယ်တော့ဟိုသူမြန်အတင်းနေနဲ့မုံလင်းညာနဲ့သူမြန်အကြောင်းမကောင်းကြောင်းနေနဲ့ကျွန်တော်တို့စပြီးတော့ပဋိဒါဖွင့်လက်လိုက်တယ်အဘသူကတော့ဘလို့ဥမာကျွန်တော်တို့ Facebook မှာဆိုရင်လည်းပဲเนาะအဖွင့်လိုက်တယ်မကောင်းနိုင်တဲ့ပဲအစားပြီးတော့ negative emotion တွေပေါ့เนาะဒီ negative emotion တွေကအပြည့်ပြည့်စုပါများလာရင်ကျွန်တော်တို့ကမိုးရေပေါက်တယ်လို့ပဲလေအိုးကြီးတစ်ပေါက်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  အပြည့်ပါများတဲ့အိုးကြီးပြလာတယ်လို့ပဲမကောင်းတဲ့အကြွေးအမိတွေမကောင်းတဲ့အပြောအဆိုတွေရတဲ့ negative emotion ဖြစ်လာတာပေါ့ဖြစ်တဲ့အခါပဝန်းကျင်လည်းရက်ခတ်တာပဲလေเนาะတကယ်ဒါလည်းအမင်္ဂလာပဲအဲ့ကျွန်တော်တို့ဝစီကံလည်းအစ်မတမ်းမအရေးကြီးပါတယ်နှုတ်ကကျွန်တော်တို့ဟိုကန္နာဒုက္ခပေါ့လေသူတော်ကနားချမ်းသာအောင်ပြောလိုက်တဲ့ကိုသားသမီးပေါ့ကိုယ့်ရဲ့အိမ်မှာဆိုရင်တော့ကိုယ့်ရဲ့ယောက်ျား ။ဒါပဲကိုယ့်ရဲ့မိမပေါ့နော်ကိုယ့်ရဲ့ခင်မောဇနီးမယားလေးပေါ့မှာကံနာဒုက္ခဆိုရင်နာချမ်းတာတာလေးနဲ့မေတ္တာနဲ့ပြောမယ်ဆိုရင်ဒါမင်္ဂလာရှိရပါပဲ။အဲ့လိုမဟုတ်ဘဲနဲ့မိုးလင်းလာတာနဲ့ဒီလိုနှလုံးဖွင့်နေတဲ့ပါဇက်ကအယုဒ္ဓနာတာတွေဆဲဆုံနေမယ်ဆိုရင်ဖုဒ္ဓဝါစာတွေကတိတာကိုစမယ်ဆိုရင်အဲ့ဒီနေတာဒီဒါမင်္ဂလာမရှိတဲ့တနေတာလိုပဲကျွန်တော်ကပြောချင်ပါတယ်။နော်အင်တာမအရေးကြီးပါတယ်ကျွန်တော်တို့ဘဝမှာဆိုလို့ရှိရင်နှုတ်နဲ့အာခြေရတဲ့သူတော်ဘာကိုပြောဆိုလိုက်တယ် နော်ဆဲလိုက်တယ်ဆိုလိုက်တယ်တကယ်တော့ဆဲရတော့ဆဲတာပေါ့ဒါပေမဲ့ကန်နေရမနေဘူးကျွန်တော်တို့ဒီကန်နေရဆုလာတာပဲလေအဲကြောင့်ကျွန်တော်တို့ဒီကိုယ့်ရဲ့နှုတ်ဝစီကံကိုလည်းကျွန်တော်တို့ကထိမ့်သိမ့်သင့်တယ်နော်ဝစီကံအင်မတန်မှထိမ့်သိမ့်သင့်ပါတယ်ချိုးတာပြောစင်းနေကျန်တဲ့စကားတွေမပြောသင့်ဘူးနောက်ပြီးတော့ကျွန်တော်တို့ကတဲ့နေရသူတွေပေါ့နော်အာအေးကြည့်ပါမိသားစုတွေကြားမှာဆိုတဲ့နေရသူတွေကိုမတက်အောင်အခုံးတိုက်တဲ့စကားတွေပေါ့နော် တဲ့နေလူတွေမတဲ့အောင်ဂုံတိုက်တဲ့စကားတွေခြုံတွန်းလို့တာပေါ့တကယ်အဆင်တော့ခြုံတွန်းလို့တာတွေဘသူကတော့ဟဲ့ဟိုကတော့နင်းကဘလို့ပြောနေလဲဟဲ့ဟိုကတော့မင်းကဘလို့လုပ်နေလဲဆိုတော့ဒီလိုမျိုးတွေပေါ့နော်ကျွန်တော်တို့တဦးနဲ့တူချစ်နေတာပေါ့ချစ်ခင်ပြီးတော့မှတိမြတ်နေတဲ့လူတွေကိုမတဲ့အောင်မတဲ့တဲ့စကားတွေပေါ့လေသူတို့တဦးနဲ့တူမမြင်ချင်လောက်အောင် ဖြစ်သွားတယ်ကို့အကြောင်းအာတတိယအဖြစ်ဆိုတော့ကျွန်တော်တို့က အကိုပြောရတဲ့စကားတစ်ခုကြောင့်အစဉ်မပြေတဲ့လူတွေအစဉ်ပြေသွားတဲ့သူဒါမင်္ဂလာပဲလေနော်မခေါ်သူတွေခေါ်သွားတယ်အမတည့်တဲ့မိသားစုတွေမတည့်တဲ့ဇနီးမောင်နှံတွေမတည့်တဲ့ညီပေါ်မနှမတွေမတည့်တဲ့မိတ်ဆွေတွေတည့်သွားရဆိုလို့ရှိရင်ဒါမင်္ဂလာပဲလေအဲ့လိုမဟုတ်ဘဲနဲ့ကိုပြောလိုက်တဲ့စကားတစ်ခုကြောင့်ကိုနှုတ်ကထွက်လိုက်တဲ့စကားတစ်ခုကြောင့်မိသားစုတွေအကွဲသွားတယ်မိသားစုတွေမတည့်မညက်ဖြစ်သွားရဆိုရင်ဒါအင်မတန်မှ ကျွန်တော်တို့ဟိုတော်တော်ကြီးကိုကြောက်ဖို့ကောင်းတဲ့ game ပါပဲဒါအဲ့တော့အမင်ကလာပါမယ်ဒါကြောင့်မို့တတိယမှာကိုပြောလိုက်တဲ့ဇာတ်ကအခွန်တိုင်းအခွန်တိုင်းကိုကျွန်တော်တို့ view design လေးနဲ့ပြောဖို့အမြဲတမ်းအရေးကြီးပါကျွန်တော်လည်းတော်တော်ကြီးသတိထားနေရတာပါဒီနေ့တာမှာအားကြောင့်မို့ second တစ်ခုခြားတဲ့ကျွန်တော်တို့ခြားတယ်ဒီနေ့တာမှာငါဘသူရဲ့မကောင်းချောင်းမှမပြောဘူးဒါအရေးကြီးရကျွန်တော်တို့နော်လူဆိုးတဲ့ဘဝကလည်းအာကျွန်တော်နဲ့ ခြားတရားတွေ့ရင်နောက်လူကြောက်ရဲ့မကောင်းချောင်းပြောတာကောင်းချောင်းပြောဖို့ဆိုတာလူတဘာဝပုရုဇဉ်တဘာဝလူတရားရဲ့ကောင်းချောင်းပြောဖို့ဆိုတာအင်တာမခဲရဲ့ねချီးမွမ်းနဲ့သူ့ရဲ့အကုန်ကိုချီးမွမ်းဖို့ဆိုတာเนาะအဘရနာ positive view နဲ့ positive thinking နဲ့အကောင်းမြင်စိမ်းနဲ့ပြောဖို့ဆိုရင်ဗျာမာခဲရင်လေလူတဘာဝကိုအဲ့လိုအကျင့်ပါလာဘူး။အဲကြောင့်ကျွန်တော်တို့ကအဲ့လိုအတင်းပြောတဲ့ပုံကိုယ်တွေတွေ့တဲ့အခါမှာလေကိုယ်တိုင်က အတင်မပြေဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလိုပဲရှာအောင်ပါပေါ့နော်။လာပြောဆိုရင်ခေါင်းလေးကြီးမင်းပေါ့။ဒီလောက်ပဲကျွန်တော်တို့ကလောက်အောင်ပါပေါ့။အဲ့လိုနဲ့ကျွန်တော်တို့ကဒီမင်္ဂလာရှိတဲ့နေတာဖြစ်ဖို့ဆိုရင်အာနံပါတ်1ဒီဝစီကန်ကိုထိမှုလို့ပါ။ဒါမှဒါမင်္ဂလာရှိရဲ့နေဖြစ်မှာပေါ့။အဲ့လိုမဟုတ်ဘဲနဲ့မိုးလင်းလာတာနဲ့သတ္တမိတွေဆဲဇနီးမယားဆဲလေယောက်ျားဆဲဟိုလူချင်းဒီလူချင်းဒီလိုမျိုးတဲ့နေတာဖြတ်တမ်းမယ်ဆိုရင်ကိုယ်လည်းပူတာပေါ့နော်။ကျွန်တော်တို့ပူတယ်လေမီးရ။ပြပူတာပဲလေ။ဟုတ်တယ်ဟုတ်ကျွန်တော်တို့ ကိုကဒီနှုတ်ကထွက်လိုက်တဲ့စကားကြီးကြမ်းတမ်းတယ်ဆိုတာဒါမီးလိုပဲလေပူတာပဲလေနော်မီးကပူရင်အပူဟာမီးလိုဟတ်တာပဲလေကျွန်တော်ကအဲ့လိုပဲသုံးတယ်ဒါကကျွန်တော်ဒီကျွန်တော်ကိုယ်တိုင်လည်းပဲအာကြမ်းတမ်းတဲ့စကားကြီးကျွန်တော်မသုံးပြရဘူးဆိုင်တယ်ဆဲတာဆိုတာဟိုမှာအောက်လုံးနေနဲ့ကိုယ့်ရဲ့အင်္ဂါတွေနဲ့နှိုင်းပြီးတော့ဆဲတာမျိုးကျွန်တော်ဘယ်သူမှမလုပ်ဘူးတဲ့နိုင်ဆိုကျွန်တော်ရှောင်ခြင်းနဲ့ကျွန်တော်ဘဝမှာဆိုလို့ရှိရင်ကျွန်တော်မိဘတွေအေးဆရာသမားတွေစုံမထားတဲ့ကိုယ်တိုင်လည်းပဲစာပေကိုကြီးတွေ့ရမှာပေါ့နော်ကိုယ်တိုင်လည်းပဲ အာစာပေလေးဖတ်တဲ့အခါမှာဒီပြုသဝါစာရုပ်ရင်းချင်းတဲ့စကားတွေကိုအတတ်နိုင်ဆုံးကျွန်တော်မစဲမိအောင်လုပ်တယ်မပြောမိအောင်လုပ်တယ်ခုနောက်ပိုင်းသဘောတည်းထားတယ်သူများအတင်းပေါ်လေးသူများမကောင်းချမ်းမပြောမိအောင်တော်တော်လေးခယူးစိုက်နေတယ်ဘသူဘာပဲလှုပ်လို့ပေါ့နော်ကျွန်တော်တို့ကသူများရေဥစ္စာပြရရှင်တရားလည်းရှိပြီးသားပဲလေသူများလှုပ်တာမလှုပ်တာကိုမကြည့်နဲ့နော်သူများကောင်းတာမကောင်းတာကိုမကြည့်နဲ့သူများရဲ့အပြစ်ကိုလိုက်မကြည့်နဲ့သူများရဲ့အပြစ်ကိုလိုက်ကြည့်နေလို့ဘာမှမချူဘူးလေကိုယ့်ရဲ့ကိုယ်လုံးမလုပ်ကိုပဲကိုက အာဇော်မျိုးထွတ်မင်္ဂလာပါခင်ဗျာကိုလုံမလုံပဲကိုစင်ကြရပါပါเนาะပြ мян ဟိုလုံတယ်မလုံဘူးဆိုတာတွေဟိုတဲ့မကြည့်နဲ့ပေါ့လေအဲဒါကြောင့်ကျွန်တော်တို့ဒီတနေ့တာမှာမင်္ဂလာရှိတဲ့ဒုတိယဖြစ်ဖို့ဆိုရင်သူ мян ဟိုဟာလုံတယ်ဒီဟာလုံတယ်သူ мян ဒါမလုံဘူးဟိုဟာမလုံဘူးဆိုရဲဒါမျိုးတွေကိုလိုက်ပြီးတော့မကြည့်ပဲနဲ့ကိုကဘာလုံးလဲကိုယ့်တနေ့တာမှာဆိုရင်ကိုကဒီအကုသို့အလုပ်တွေဘာတွေနေသွားလဲအကုသို့နေမှလည်းမင်္ဂလာရှိမှလည်းเนาะ တနေ့ဒါအစာပြုတယ်ကုသိုလ်နဲ့အစာပြုမှလည်းကျွန်တော်တို့ကမင်္ဂလာရှိရဲ့နေ့ဖြစ်မှာဟုတ်တနေ့ဒါကအစာပြုလိုက်တယ်เนาะအကုသိုလ်နဲ့ပဲဒုံချလိုက်နေမယ်ဆိုလို့ရှိရင်အာဒီနေ့ဟာအဲ့ဒီနေ့ဟာအမင်္ဂလာလေးဖြစ်သွားတာပေါ့เนาะအမင်္ဂလာလေးဖြစ်သွားတာပေါ့ဟုတ်ကဲ့ဆောင်းမျိုးချော့မင်္ဂလာပါအဲ့ဒါကျွန်တော်တို့ကမင်္ဂလာရှိရဲ့နေ့ဖြစ်ဖို့မင်္ဂလာရှိရဲ့လူဖြစ်ဖို့ဒီကာယကံမှုတွေလည်းပဲကောင်းအောင်လုပ်ရမယ်ဝစီကံဆိုတော့ နှုတ်အပြောအစိုးရကိုလည်းပဲကျွန်တော်တို့ထိန်းသိမ်းသိမ်းလုပ်တင်တာပေါ့ဒီခေတ်ကာလမှာဆိုရင်ပို့ပြောတာမှကျူဒီဇိုင်းနဲ့အာပြောဆိုတင်နေပေါ့လေကျွန်တော်တို့ဒါစာနဲ့ရေးရလဲပဲဒါလည်းရေးတာပါပဲเนาะအဲ့တော့စာရေးတဲ့အခါမှာလည်း comment တွေရေးသားတွေမှာလည်းပဲပေါ့လေကိုကြောင့်သူတော်ဘာအထိခိုက်သွားတယ်ညံ့သွားတယ်ဆိုလို့ရှိရင်လက်ကံမြောက်တာပဲလေเนาะဒါမျိုးတတိပေါ့ကျွန်တော်ကုသိုလ်ပဲဖြစ်ဖြစ်အကုသိုလ်ပဲဖြစ်ဖြစ်ကတတိကြံခဲ့တာပေါ့တတိဆိုတာအကျိုးပေးတာပေါ့ဆရာကြီးတွေဟောတယ်များတယ် ဟာကုသိုလ်ပဲလုပ်ရင်အဲ့တတိကျန်နေတာပေါ့အဲ့ဒီတတိရပဲနောက်ဘဝဘဝစစ်လိုက်သွားတာပေါ့ online မြင်လိုက်ပြီးတော့အကျိုးပေးတယ်ပေါ့လေတတိရအကျိုးပေးတယ်ပေါ့အခုတို့ဒီပြကုသိုလ်ဒီပြဒီတတိရအကျိုးပေးတယ်ဒီအဒီရပဲကျွန်တော်တို့ဘဝစစ်ပြသွားပေးတာပေါ့ဒီယုတ်ဒီယုတ်ဒီခဏရကျွန်တော်တို့ဒီခဏရတော့တင်ထားခဲ့ရမှာပဲလေနော်တင်ထားခဲ့ရမှာပဲဘာမှယူသွားလို့မရဘူးဘာကိုယူသွားလို့ရလဲဆိုတော့ဒီကံနေယူသွားလို့ရတာပေါ့ ိုနဲ့လုပ်ခဲ့တဲ့ကာယကာယကံမှုတွေနှုတ်နဲ့ပြောဆိုစောကားရိုင်းစိုင်းခဲ့တာတွေဖြစ်တာမို့လဲကျွန်တော်တို့အခုတို့ဘုရားစာတွေပူဇော်တယ်အော်ဓမ္မအစာပေတွေပူဇော်တယ်ရွက်ဖက်တယ်လေးလာတယ်ပြည်ကြီးတွေပူဇော်တယ်ပဋ္ဌာန်းတွေမှာတမယသုတ်တွေဒါတွေရတဲ့ဒါဝစီကံကုသိုလ်တွေပဲလေနေ့စဉ်နဲ့အမြအမိုးလင်းလာတဉ္ဇဉ်ချောင်းတွေပြောနေတယ်မကောင်းချောင်းပြောတယ်ဆဲတယ်ဆိုတာလည်းဝစီကံပဲလေနော်ဒါဝစီကံကုသိုလ်ပါလေဓမ္မအရေးကြီးပါလေကာယကံကုသိုလ် ကောင်းကောင်းလုပ်မယ်ဆိုလို့ရှိရင်ဒါအဲ့ဒီနေ့ဟာကျွန်တော်မင်္ဂလာရှိရနေပဲလေဝစီကံကုသိုလ်ကောင်းကောင်းနဲ့အဲဂုံမတိုက်ဘူးအတေးမပြောဘူးဆဲတာဆိုတာမလုပ်ဘူးမူတာဝါတာပေါ့နော်လိန်မပြောဘူးအချို့ကလိန်ပြောလိန်ပြောဆိုတာကကျွန်တော်တို့အဲဟိုပေါ့ဇေယောင်းလဲဆိုလို့ရှိရင်အမေကကရောင်းမှုပေါ့နော်ဆရာတော်ဘုရားကြီးဘာမခါလို့ဆရာတော်ဘုရားကြီးအော်ဟိုတရားတစ်ပုဒ်မှနားဖူးတဲ့ဒီ ်တမာအစီဝါနဲ့ပတ်သက်လို့ပေါ့ဥပမာပေါ့အဲကျွန်တော်တို့ကပစ္စည်းကဈေးရမယ်လို့ဆိုပစ္စည်းတစ်ခုက900နဲ့ကိုယ်ကဝယ်လာတယ်900နဲ့ဝယ်လာတယ်ပေါ့တခြားတည်းရောင်းတဲ့အခါမှာအဲကျွန်တော်တို့က1000နဲ့ရောင်းမယ်ပေါ့1000နဲ့ရောင်းတဲ့အခါမှာ1000ဒါဘလောက်လဲ1000ပြောရအောင်လို့ရတယ်သို့တော့ဝယ်လာတဲ့ဟာကိုမအဲကျွန်မကတော့အကျွန်တော်ကတော့ဟာဒီပစ္စည်းကမလီ900နဲ့ဝယ်လာတာကျွန်မအရင်အရင်ဟို100ပဲအမြတ်စားရတယ် ကျွန်မ900နဲ့ဝယ်လာ100ပဲအမြတ်စားတကယ်တော့သူ့ရဲ့မူရင်းစရာ900နဲ့ဝယ်လာလေအဲ့ဒါလိမ့်တာဒါဆိုတမားစီဝါမဟုတ်တော့ဘူးဆရာတော်ကြီးကကိုဝယ်လာတဲ့ပစ္စည်းအပေါ်မှာအမြတ်ကိုတင်ရောက်နိုင်ချောင်းလို့ရတယ်ရောင်း900နဲ့ဝယ်လာ1000နဲ့ရောင်းလို့ရတယ်သို့တော့ ဝယ်ရတဲ့ဇီးရောင်မို့ပဲနဲ့အဲကျမကတော့ဟို900နဲ့ဝယ်လာတာတရားပဲအမျက်စားတာဘလောက်ပဲမြက်တယ်ဆိုတော့မမမကန်ပြောရင်အတ္တမအစီပါမဟုတ်တော့ဘူးပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့ဒီအရေးကြီးပါတယ်ဘုရားဘာသာပဲဖြစ်ဖြစ်တခြားတခြားသောဘာသာပဲဖြစ်ဖြစ်ဘယ်ဘာသာပဲဖြစ်ဖြစ်ပေါ့လေဒီနေ့တာမှာမင်္ဂလာရှိခြင်းနံပါတ်1ကိုနဲ့မကောင်းတာတွေမလုံးမိအောင်ဖြူဒီဇိုင်းနဲ့လုပ်ရမယ်ကာယကံအမှုတွေမှာအစင်ကြရမယ်စီဝါဥစာရှာတဲ့နေရာမှာအတ္တမအစီပါဖြစ်ဖို့အင်မတန်မှအရေးကြီးပါတယ်အာဘလောက်ဖြစ် နော်ချမ်းသာချမ်းသာငွေတွေများများတမ်းမစရောဖြစ်ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ထမဲလုတ်ထမဲလုတ်တင်မှာသူတစ်ပါးရဲ့မြည်တွေရှိမဲ့ဆိုလို့ရှိရင်ဒါသိမကောင်းဘူးပေါ့လေအကြဖြူစင်မှုလိုပါရဲ့အာဝစီကန်နဲ့လည်းပဲကျွန်တော်တို့အာဒီမူတာဝါရာနော်ပိတုနာဝါစာတိမ်ဖြင်းတဲ့ဇာတ်လေးဖြူသားဝါစာဂျန်တန်းတဲ့ဇာတ်လေးပေါ့နော်အဖက်ပလာပါသူအကျိုးမရှိတဲ့ဇာတ်တွေပေါ့။ဟိုအကျိုးမရှိဇာတ်ဆိုတာဘယ်လိုမျိုးလဲဆိုရင် ဒီမှာပေါ့လေတရားစကားလည်းမဟုတ်ပညာရေးအကြောင်းလည်းမဟုတ်စီဝါရေးအကြောင်းလည်းမဟုတ်ဘယ်နဲ့ဟိုလူအကြောင်းဒီလူအကြောင်းပေါ့ဟိုတာဟိုလူကတော့ဘယ်သူနဲ့လိုက်ပြေးလို့ဟိုလူကတော့ဘယ်သူနဲ့အိမ်နာဝေးဖောက်ပြန်လို့အဒီလူကတော့ဘယ်လိုဖြစ်လို့ဒီလူကတော့မရကြီးရဘယ်လိုမရငယ်ရဘယ်လိုဆိုရဲအချိုးမရှိတဲ့စကားတွေပေါ့လေတကယ်တော့အနှဲမရှိတဲ့စကားတွေအချိုးရှိတဲ့စကားဆိုတော့ဒီဓမ္မနဲ့ပတ်သက်တဲ့စကားပေါ့နော်ကျွန်တော်ဗုဒ္ဓဘာသာမှာဆိုရင်ဒါတရားစကားတွေပြောကြတယ်အာကျွန်တော်တရားစကားဘယ်လိုဝင်ခဲ့တယ်အော်ဘယ်လိုမျိုးလားဒီဝါရဲကာလ ာမှာဆိုဥပုပ်ဆောင်နေအဲ့အားကျမကလေးရတဲ့ပညာရေးပေါ့ကြွားလိုပါလိုပဲစိတ်မဟုတ်ဖဲနဲ့ကိုယ့်ရဲ့ဒီကုသိုလ်ကိုမျှဝေရဲ့စိတ်နဲ့ပေါ့တကယ်တော့အဲကိုကဒီကိုလုပ်တဲ့ကုသိုလ်တွေကိုသူများကိုမျှဝေရဲ့ဆိုတာကကျွန်တော်တို့ကိုယ်တိုင်လည်းပဲဒီဖရားလေးပါရှေ့ခိုးတဲ့ပဋ္ဌာန်းမှုဆိုရင်ကျွန်တော်တို့ live လေးလွှင့်ပြီးတော့ပူဇော်ပြတယ်ပေါ့ချောချောလည်းအဲဖရားရှေ့ခိုးတာဘာသာရောက်တဲ့လူသိစရာမလိုဘူးပေါ့တကယ်တော့ကိုကကျွန်တော်လေး live လွှင့်လိုက်တဲ့အခါပေါ့ဩအော်ဒီသူတို့လည်းပေးရွေးချင်သေးပေါက်သွားရတယ်ပေါ့မဟုတ်တမို့သူတို့တွေတီလာယူချင်သေးပေါက်သွားရတယ်ပဋ္ဌာန်းလေးယူချင်သေးပေါက်သွားရင်ကိုကုသိုလ်ရတာပဲကိုကဒိဗ္ဗံဆိုဖြစ်သွားတာပဲပေါ့ အဲ့ဒီစိတ်နဲ့ကျွန်တော်တို့ကလိုင်လေးလွင့်ပြီးတော့မှအာပဋ္ဌာန်းလေးပူဇော်တယ်ပေဒီပူဇော်တယ်ပေါ့မှာတိလာလေးခိုင်ယူတယ်ပေါ့ဒီလိုမျိုးလေးနဲ့နိဗ္ဗာန်ဆိုသဘောပါပဲเนาะကိုလုံးတဲ့ကုသိုလ်ကိုအဲ Facebook ပေါ်မှာမြားဝေး YouTube မှာမြားဝေး TikTok မှာမြားဝေးဆိုလို့ရှိရင်အဲ့ဒီတွေ့သွားလူတွေကလည်းပဲသူတို့လည်းကုသိုလ်လုံးချင်းစိဖြစ်သွားတယ်သူတို့ရဲ့စိတ်ထဲမှာကုသိုလ်စိတ်လေးရသွားဆိုရင်ကိုလည်းကုသိုလ်ရတာပဲเนาะအားကြောင့်ကျွန်တော်တို့ကကောင်းတဲ့အရာတွေပဲ share ပါကောင်းတာတွေပဲပြောပါကောင်းတဲ့ချက်တွေလူတိုင်းကိုကူအောင်ပေါ့လေကျွန်တော်တို့က ်ညခေတ်ကာလမှာလူတွေလောကသားမောရတွေများလာတယ်ဟိုစီပါဥစ္စာတွေလည်းအလူတိုင်းဒီပါပေါ့လေစာရှာဖွေရတာခက်လာတယ်ကြက်တဲလာတယ်ဒါအားလုံးပါပဲပေါ့လူတိုင်းဒီပါကြက်တဲတဲ့အခါမှာလူတွေဒေါသတွေအကြီးလာတယ်တရားနဲ့တရားအမြတ်တာတွေနေလာတယ်ပေါ့လေမြတ်တာတွေနေလာတဲ့အခါမှာတရားတရားတွေ့ရတဲ့ရံလိုကြတယ်ပေါ့ဆောင်ကြမြောင်ကြဆိုင်ငယ်မောင်မြင်လဲတရားတရားရံလိုကြကောင်းမောင်းလဲကြောခွာရံလိုကြအတုံးနဲ့တူတာ ကျွန်တော်တို့မေတ္တာတွေနည်းလာတယ်ပေါ့လေဒါလည်းပဲမင်္ဂလာမေတ္တာမရှိရလဲအမင်္ဂလာပါပဲเนาะကျွန်တော်တို့ဝစီကံကုသိုလ်တွေလည်းပဲရှိခြင်းဟာဝစီကံကို ထိတ်ထိတ်သိမ့်သိမ့်နဲ့အဲပြုမှုပြောဆိုခြင်းဟာလည်းပဲဒါမင်္ဂလာတစ်ပါးဖြစ်ပါတယ်မင်္ဂလာရှိတဲ့တဏိတာဖြစ်ပါတယ်ကိုယ့်တဏိတာမှာမင်္ဂလာရှိခြင်းရယ်ဆိုလို့ရှိရင်တော့ဒီနှုတ်ကိုကျွန်တော်တို့အင်မတန်မှစောင့်သိမှုလိုပါတယ်ရှာပေါ့လေဒီကတော့ကျွန်တော်တို့ဒီရှာလက်ကတော့ကြီးမှလက်လက်သက်လက်လေးသက်ပေါ့လေเนาะရှာ သို့တော်လည်းပဲဒီရှားကိုမထိန်သိမ်းမှုမဆောင်စုတို့ရှင်ဒုက္ခပေးတယ်ပေါ့နော်ဟောဒါလိုပဲတဲ့ခုတ်ဖြတ်ပြတယ်ပေါ့လေကို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 ခုတ်ဖြတ်ဖြစ်တဲ့အရာဖြစ်တယ်တဲ့ဒီရှားကပဲနော်အာချစ်စီလိုဂရင်းလေးလေးတဲ့မုံစီလိုလည်းဂရင်းလေးလေးတဲ့အာကိုကိုသူတော်ကချစ်စီလိုလည်းပဲဒီရှားပဲကိုကိုသူတော်ကမုံစီတာလည်းပဲဒီရှားပဲပေါ့လေနော်အဲဒီရှားကအရေးကြီးတယ်ပေါ့လေနှုတ်နှုတ်က တဏ္ဍမောလို့အာဝစီတန်လေးထိပ်သိမ်းမှာမင်္ဂလာရှိရဲ့နေ့ဖြစ်ဖို့ဒီဆိုရင်နမနောကံပေါ့မင်္ဂလာရှိရဲ့တတိယဖြစ်ဖို့ဆိုရင်အဘိဇာဆိုတဲ့အာသူတစ်ပါးပစ္စည်းကိုလိုချင်တဲ့စိတ်ပေါ့နော်သူတစ်ပါးပစ္စည်းကိုရားလိုတဲ့စိတ်မတရားလိုချင်တဲ့စိတ်ပေါ့ဒီနေ့ခက်မှာကျွန်တော်တို့ဒီသူတစ်ပါးပစ္စည်းကိုရှာဖွေရတဲ့အရာမဟုတ်ခဲနဲ့ အဲသူတို့ဘာပစ္စည်းကိုအတင်းလို့ကျင်တာအခုဆိုလို့ရှိရင်တော့မကြံနေတဲ့ဟိုဟိုဟိုနေရာခိုးမှုဖြစ်ရနေရာခိုးကြတယ်အများတိုက်ကြရတယ်ဒါသူတို့ဘာပစ္စည်းကိုလိုချင်လို့ပဲကျွန်တော်တို့ကကိုရှာထားတဲ့ပစ္စည်းဥစ္စာမဟုတ်ဘဲသူတို့ဘာပစ္စည်းကိုအတင်းလို့ကျင်တဲ့ဒီဒီစိတ်ပေါ့နော်အဲဒီစိတ်တွေပေါ့အဲကြောင့်မနောကအရေးကြီးပါတယ်အဲကြောင့်ဘလောက်ပဲအာတမြန်နေအလိုက်တိုက်တဲ့ကားတွေစီးတယ်အာတမြန်နေရွှေဒီငွေတွေဝတ်တယ်ဆိုလို့ရှိရင်လည်းကိုကမူရိကြာစီလေးထားလိုက်ပါမယ် ။နောက်မွေးတာစိတ်ထားရပါ။မွေးတာစိတ်မထားနိုင်ဘူးဆိုရင်အဘိဇာသူတို့ဘာဖြစ်လို့လိုချင်လာတာပေါ့။လိုချင်လာရင်ကျွန်တော်မကောင်းနိုင်ကြံတော့မှာပဲလေတော့။စိတ်နဲ့အဲကိုရသင်ရတဲ့ပစ္စည်းမဟုတ်ဘူး။မကွာကိုကလည်းကိုစီဝါရှာလို့ကိုကရရဲဆိုထားရတာမျိုး။အခုကတမြန်မှရှိနေရရွှေငွေဥစ္စာတွေဟောဖုံးပေါ့။အဲ့ဒါပြီးဖုံးကောင်းကောင်းနေဒါတွေကိုကလိုချင်မဲ့စိတ်ဖြစ်လာပြီလို့ရှိရင်ကိုကဘာလို့ဆိုတော့ မတမမလို့တော့ပါပဲเนาะအဲ့ဒါမျိုးကျွန်တော်တို့ကမင်္ဂလာရှိတဲ့ပုံကိုတရားဖြစ်ဖို့ဆိုရင်အဘိဇာသူတော်ဘာပစ္စည်းကိုလိုချင်တဲ့စိတ်တွေတက်မှတ်တဲ့စိတ်တွေကို short ချရမယ်။နောက်ဖြာပါရပေါ့။သူတော်ဘာပစ္စည်းလိုတဲ့စိတ်ပေါ့ကျွန်တော်တော့အချို့ကရှိရတော့သူတော်ဘာသေးပါသေးကြေပါသေးအစီပါဥစားတွေဆုံရှုံပါသေးဘာတွေဖြစ်ပါစေပေါ့ဒီလိုမျိုးတွေလည်းအာဒီစိတ်တွေကကျွန်တော်တို့မမွေးတဲ့စိတ်တွေပေါ့လေ။နောက်မင်္ဂလာရှိတဲ့တနေ့တာဖြစ်ဖို့အတွက် အဘိဇာပြာပါဒဆိုရဲဒီဘုရားကို ပစ္စည်းလိုတဲ့စိတ်ဘုရားပစ္စည်းဥစ္စာကိုလိုချင်တဲ့စိတ်တွေရှိတာကလည်းပဲဒါအမင်္ဂလာပဲဖြစ်ပါတယ်။နောက်ပြီးတော့အဲမိစ္ဆာအယူရှိတာပေါ့လေ။ကျွန်တော်ပြောလို့ပါပဲเนาะမိစ္ဆာအယူရှိတဲ့ကိုယ့်ရဲ့ကံကံရဲ့အကျိုးကိုမယုံကြည်ဘူး။ကံကံရဲ့အကျိုးကိုပြစ်ပယ်တယ်။ကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးရမယ်ဆိုတာကိုမယုံဘူး။မိဘကိုလှုပ်ကြွေးရင်အဲကုသိုလ်ကောင်းမှုတွေရှိရဆိုတာကိုမကြည့်သူမတွေကိုလှုပ်ကြွေးရင် အကောင်းတဲ့အကျိုးတွေရမယ်ဆိုတာကိုမယုံတဲ့သူတွေကိုတော့မိစ္ဆာတိထိအယူလေးရှိတာပေါ့ဒါလည်းအမင်္ဂလာပါပဲเนาะတကယ်တော့ကိုလုံးမကိုရမှာပဲเนาะကံကံရဲ့အကျိုးဟာကုသလို့ရင်လည်းကုသရမှာပဲအကုသလို့ရင်အကုသရမှာပဲကိုလုံးတဲ့ကံတိုင်းကိုကရတာပဲဘယ်သူမှကိုလာပြီးတော့ပါရောဖေဖေအားမှနင်ဒါလုံးလို့အဲဒီဟာဖြစ်စီဆိုတာတော့မရှိဘူးလေเนาะကိုပေါ်ပဲမူတီယာပေါ့ကိုကောင်းတာဆုံးရင်ကောင်းတာရမယ်ကာယကံဝစီကံမနောကံနဲ့ကောင်းတာတွေပြောမယ်ကောင်းတာတွေတွေးမယ်ကောင်းတာတွေကြံမယ်ဆိုလို့ရှိရင်အဲ့ဒီတဟာ မင်္ဂလာရှိတဲ့မိသားဖြစ်တယ်။အဲ့လိုမဟုတ်ဘဲနဲ့အမိုးလင်းကနေမိုးချုပ်ပေါ့နော်မျက်စိမိတ်တဲ့မျက်စိဖွေးတဲ့အချိန်မျက်စိမိတ်တဲ့အချိန်အထိဘာတစ်ခုမှကောင်းလာရမလို့ဖြစ်ဘူးကာယကံဝစီကံမနောကံနေနဲ့ဘာတစ်ခုမှကောင်းလာရမလို့ဖြစ်ဘူးဆိုလို့ရှိရင်ဒါအဲ့ဒီနေဟာအမင်္ဂလာတွေပေါ့မင်္ဂလာမရှိတဲ့နေဖြစ်တာပေါ့လေအကြောင်းမလို့ကျွန်တော်တို့အမေဆိုးတွေဟာမင်္ဂလာရှိတဲ့နေဖြစ်ဖို့အတွက်ဒီနေ့တာပါကိုနှုတ်စိတ်သုံးပါးကိုအကောင်းဆုံးထားပြီးတဲ့အခါမှာ ဒီနေ့ဒါမစီပွားရေးပညာရေးလူမှုရေးတွေကိုရှာဖို့အမတမ်းမှအရေးကြီးပါတယ်။ဒါကုသိုလ်ပညာဥစ္စာပေါ့လေဒီနေ့တည်းမှာမင်္ဂလာရှိတဲ့တနေ့ရဖြစ်ပေါ့နံပါတ်၁ကတော့ကုသိုလ်ပေါ့ဘာသာတိုင်းမှာတော့ကိုလောက်ရမယ်ကုသိုလ်ပေါ့ကုသိုလ်လည်းရရမယ်ကုသိုလ်မှမရရင်ပညာပေါ့နော်ပညာပေါ့လူတိုင်းမှာပညာဆိုတာကကျွန်တော်တို့ဟိုကျောင်းနေတဲ့ဟိုဘွယ်တွေရဒါမျိုးမဟုတ်ပါဘူးနော်လူတိုင်းလူတိုင်းကပညာဆိုတာကပညာကဘာလဲဆိုလို့ရှိရင်တော့အမှားနဲ့အမှန်ပေါ့နော်အမှားအမှန်ကို ခွဲခြားသိရတဲ့ပညာမျိုးအကြောင်းအကျိုးအကောင်းအဆိုးပေါ့တို့တစ်ခုကလှုပ်တဲ့နဲ့လှုပ်လား what should be done what should not be done ပေါ့နော်လှုပ်တဲ့နဲ့လှုပ်လားမလှုပ်တဲ့နဲ့လှုပ်လားဆိုတာကိုအမှားမှန်ကိုခွဲခြားတာပညာပါပဲဒီပညာလေးရမှာပေါ့ဒီပညာရဖို့အတွက်ဆိုလို့ရှိရင်တို့ကစာကောင်းပေကောင်းလေးဖတ်ရမယ်တရားတွေနားမှာပေါ့နော်ပညာရှိပုဂ္ဂိုလ်တွေကိုမိဝဲစီခဲ့ပြီးတော့မှမေးမြန်းမယ်နားယူမယ်မှတ်သားမယ်လေ့လာမယ်ဖတ်ရှုမယ်ဆိုလို့ရှိရင်ပညာတွေရမယ်အဲ့တော့တို့စိတ်ကောင်းစလုံးကောင်းဖြစ်ဖို့အတွက်ဒီ လုပ်ယူရတာပေါ့စူးစမ်းရတာပေါ့ဘယ်သူမှမကြမ်းကြီးရဖြစ်လာတာမဟုတ်ဘူးစူးစမ်းအထုတဲ့အခါမှာဒီစိတ်ကောင်းစလုံးကောင်းလည်းရလာမှဖြစ်တယ်ပေါ့လေနော်နောက်ထပ်ဥစ္စာပေါ့လေမင်္ဂလာရှိရတဲ့ဒီဖြစ်ပေါ်တဲ့ကုသိုလ်ပညာဥစ္စာဒီသုံးခုကိုမြများရအောင်ကျွန်တော်ကစူးစမ်းရမှဖြစ်ပါတယ်အဲဒီနေ့ဒါမစ္စတာတွေလည်းပဲမင်္ဂလာရှိရတဲ့ဒီနေ့ဒါကို ဖြစ်သက်နိုင်ကြပါလေကျွန်တော်ကဆန္ဒပြုပါရခင်ဗျာအားလုံးပဲတနေ့တာမှာကုသပညာဥစ္စာတွေညံ့များကြီးရှာဖွေနိုင်ကြပါစေစိတ်ချမ်းသာကိုယ်ချမ်းသာစွာနဲ့အနေကင်းကင်းနဲ့တနေ့တာကိုဖြစ်သက်နိုင်ကြပါလေကျွန်တော်ကဆန္ဒပြုပါရခင်ဗျာအားလုံးပဲတရှိကြမှာစိတ်ချမ်းသာကောင်းကျိုးလိုရာဆန္ဒပြကြပါစေခင်ဗျာ